မင်္ဂလာပါပေးတဲ့ချင်းဒီနေ့ကျွန်တော်တို့စัจ java ရဲ့အင်အားကြီးမားတဲ့ဘောစာတစ်ခုကြောင်းပြပြမှာပါမြေကြီးရဲ့ရင်ထဲကအဟက်တန်မလင်ကြီးရဲ့အကြောင်းပါပဲဒီမိုင်းတစ်ချောင်းအကြီးမားသောမလင်နာဟုကဘလို့ကဘာကိုပြောင်းလဲပြစ်ခဲ့လဲဘလို့ဘီဒုခိုင်နဲ့တင်ကားစာတွေထားရလဲဆိုတာကိုအခုပဲစူးစမ်းကြည့်လိုက်ကြရအောင်အဆုံးထိလိုက်ပါလာပြီးတော့တဘောကပေးရနေတဲ့အင်အားကိုခန်းသားကြည့်ကြရပါအောင်နံပါတ်9နေရာမှာရှိနေရတော့1952ခုနှစ်ရွေးမှာ၄ရက်က ရုရှားရဲ့ကန့်ချက်ကကျွမ်းဆွယ်မှာဖြစ်ပွားခဲ့တဲ့ငလင်ကြီးပါမက်ဂနီကျူ9.0နဲ့ဒီငလင်ဟာပစိဖိတ်မီကွင်းရဲ့အင်အားကိုပြသခဲ့ပါတယ်ဒီငလင်ဟာပစိဖိတ်ကြားလွာနဲ့ဟော့ကော့ဆက်ပြားလွာတို့ထိတိုက်တွေ့တဲ့ကိုရီကန့်ချက်ကစူပိုရှင်းဆုံးမှာဖြစ်ပေါ်ခဲ့ပါတယ်တရွေတစ်ခုကမိနစ်ပေါင်းများစွာလှုပ်ခတ်ခဲ့ပါတယ်ဒီငလင်ကြီးဟာဆူနာမီလိုင်းတွေကိုဖြစ်ပေါ်စေခဲ့ပြီး7မီတာအထိရှိတဲ့လိုင်းတွေဟာကိုရီကျွန်းနဲ့ဟာဝိုင်အင်ထွေရိုက်ခတ်ခဲ့ပါတယ်ဒူတပေါင်းလောက်တည်ဆုံးခဲ့တယ်လို့ခန့်မှန်းထားကြပါပြီ ဆိုဗီယက်ခေတ်ကအချက်လက်တွေမပြည့်စုံခဲ့တာကြောင့်တိကျမသိရပါဘူး။ဒေသကလူကြီးနေပါရကြောင်းထိခိုက်မှုတန်ဖိုးကတိတ်မများခဲ့ပေမဲ့ကင်ဝရန်ကအဆောက်အဦတွေပျက်စီးခဲ့ပါတယ်။ဒင်္ဂလင်ဟာဆက်ကရီယာရဲ့မှတ်တမ်းတင်ခဲ့တဲ့ပထမဆုံး9.0မီလီမီတာရွေးရတစ်ခုဖြစ်ပါတယ်။ဒေသရဲ့ဝေးလံခေါင်ပြားမှုကြောင့်အချက်လက်တွေနေပါခဲ့ပေမဲ့ဆူနာမီရဲ့အကွာအဝေးကိုပြတ်သားခဲ့ပါတယ်။ဒေါက်တာကတော့တောင်စတခုနဲ့မက်စလာ၁၇ရက်မှာဂျပန်ရဲ့ဟွန်ရှူကန်လမှာဖြစ်ပွားခဲ့တဲ့တိုအခုမလီကြီးပါ။ မဂနီကျူနိုင်ပွားဝမ်းနဲ့ဒင်းကလင်ဟာဂျပန်တမိုင်းတလျှောက်ကြီးမားသောမလင်ဖြစ်ခဲ့ပါတယ်ဒင်းကလင်ဟာအစစ်ဘက်ပြားလွာနဲ့အိုကိုဆက်ပြားလွာတို့ထိတိုက်တွေ့တယ်ဂျပန်စူပိုရှင်းဇုံမှာဖြစ်ပေါ်ခဲ့ပါတယ်မာယာကီလိုမီတာလောက်ရှည်လျရတယ်ပြည့်ရွတစ်ခုက6မိနစ်လောက်လောက်ခက်ခဲ့ပြီးတော့ပေရှားမှု20 30မီတာလောက်ရှိခဲ့ပါတယ်ဒင်းကလင်ကြီးဟာဆူနာမီလိုင်းတွေကိုဖြစ်ပေါ်စေခဲ့ပြီးမီယာကီနဲ့ဖူကူရှိမာမှာ40.9မီတာအထိမြင့်တက်ခဲ့ပါတယ်လူတစ်ပေါင်း၈၀၀၀လောက်တိုက်ဆုံးခဲ့ပြီး တသိန်း3900တော့လောက်ပုံမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ထိခိုက်မှုတန်ဖိုးဟာဒေါ်လာ360ဘီလီယံလောက်ရှိပြီးသမိုင်းတစ်လျှောက်ကုန်ကျများဆုံးဘေးအန္တရာယ်ဖြစ်ခဲ့ပါတယ်။ပိုကိုရှိမားနျူကလ িয়ার ဆက်ရုံပေါက်ပွဲမှုကလည်းဒီကလင်ကြောင့်ပါပဲ။ဒင်းလင်းဖြစ်ပြီး39မိနစ်ကြာမှာမက်ဂလင်ကျု7.9ရှိတဲ့နောက်ဆက်တွဲနယ်လင်းတစ်ခုဖြစ်ပေါ်ခဲ့ပါပဲ။ဆူနာမီလိုင်းနေရာဟာဝိုင်းကြီးကယ်လီဖိုးနီးယားနဲ့ပါလာပါကိုစ်ကျွန်းတွေထိရောက်ရှိခဲ့ပါတယ်။ဒီကလင်ကြီးဟာနျူကလ িয়ার ဆွမ်းအင်ဘေးကင်းရေးကို တပါတဝမ်းပြန်လည်သုံးသက်စေခဲ့ပါတယ်။တတိယအကြီးမားဆုံးမှာတော့2004ခုနှစ်ဒီဇင်ဘာ26ရက်မှာအင်ဒိုနီးရှားရဲ့ဆူမတရာနောက်ဖက်ကမ်းလွန်မှာဖြစ်ပွားခဲ့တဲ့ငလင်ကြီးပါ။မက်ဂနီကျူ9.1နာနေပြီးတော့9.3ထိရှိတဲ့ဒီငလင်ဟာဒမိုက်တစ်လျှောက်အသေးပြောက်များဆုံးဘီယက်နယ်ရေရာတစ်ခုဖြစ်ခဲ့ပါတယ်။ဒီငလင်ဟာအိန္ဒိယပြားလွန်နဲ့မြန်မာပြားလာတို့ထိတိုက်တွေ့တယ်။စွန်ဒါဆူပိုရှင်းဆုံးမှာဖြစ်ပေါ်ခဲ့ပါတယ်။1000ကီလိုမီတာလောက်ရှည်လျားတဲ့ပြည်ပြည်တစ်ခုကမိနစ် 10မိနစ်ကနေပြီးတော့10မိနစ်လောက်ထိလှုပ်ခတ်ခဲ့ပါတယ်။ဒင်းလယ်နီးယားဆူလာမီတိုင်းလေကိုဖြစ်ပေါ်စေခဲ့ပြီးအမြင့်30မီတာအထိရှိတဲ့လိုင်းတွေဟာအင်ဒိုနီးရှားဒီလင်ကအိန္ဒိယထိုင်းနဲ့မော်တိုက်တီရိုက်ခတ်ခဲ့ပါတယ်။နိုင်ငံ14နိုင်ငံမှာလူ2300ကျော်သေဆုံးခဲ့ပြီးအင်ဒိုနီးရှားရဲ့အာချေဒေတာမှာ2300ကျော်သေဆုံးခဲ့ပါတယ်။လူ1.8တန်းလောက်ဝုံးမဲ့အိမ်မဲ့ပြစ်ခဲ့ပြီးတော့ထိခိုက်မှုတန်မှုဟာဒေါ်လာ10ဘီလီယံလောက်ရှိရတယ်။ဒီကလေးကြောင့်အက်ဒမန်ကျောင်းနေမှာ ်ရှုံမီတောင်ပေါပွင့်ပေါ်ဒီပါဖြစ်ပေါ်ခဲ့ပါတယ်။အထမားဘိုနစ်မက်စလာမှာမက်ဂနီကျူးရှစ်တန်းမှာ၆ရှိတဲ့နောက်ဆက်ဒရနလင်တစ်ခုလည်းဖြစ်ပေါ်ခဲ့ပါတယ်။ဒီပေးရနယ်ကြီးကကင်နီးယားသမုတ်တရားဆူနာမီဒီပေးစနစ်တွေတည်ထောင်မှုတောင်းအပ်ခဲ့ပါတယ်။ဒုတိယကြီးမားဆုံးမှာတော့ကမ္ဘာ64ခုနဲ့မက်ရှလာ29ရဲ့လက်စကားနဲ့ပလင်းစ်ဝီလီယံဆောင်းမှာဖြစ်ပွားခဲ့တဲ့ငလင်ကြီးပါ။မဒနီကျူ9.2နဲ့ဒီငလင်ဟာအမေရိကသမိုင်းတခြားအကြီးမားဆုံးငလင်ဖြစ်ခဲ့ပါတယ်။ဒီငလင်ဟာ Pittsburgh Brawler နဲ့ ်ညအမေရိကပြလာတို့ထိတ်ခဲတွေ့လေအလက်စကာအလူရှင်စူပါရှင်ဇုံမှာဖြစ်ပေါ်ခဲ့ပါလေ100ကီလိုမီတာလောက်ရှည်လျားတဲ့ပြည်ရွေးတစ်ခုကမိနစ်၄မိနစ်ခွဲလောက်လောက်ခတ်ခဲ့တာပါဒင်းကလေးကြီးကအဆူနာမီလိုင်းနဲ့ဖြစ်ပေါ်စေခဲ့ပြီးအလက်စကာမှာ10မီတာလောက်မြင့်တက်ခဲ့ပါတယ်ဒီလိုင်းတွေကကယ်လီဖိုးနီးယားနဲ့ဟာဝိုင်အထိရောက်ရှိခဲ့ပါတယ်ဒု132ဦးတိစုံနေပြီးအများစုကဆူနာမီလိုင်းတွေကြောင့်အန်ကာရေ့ချ်မြို့မှာရေပုံမှုနဲ့မြင်းစီလာအေးပြောင်းမှုတွေကစာဝတ်တွေကိုပြိုကျစေခဲ့ပါတယ်ထီကိုင်းကိုတံမွာ အဲ့ဒီခေတ်ကဒေါ်လာ330တန်းလောက်ရှိခဲ့ပါတယ်။ဒင်းလင်းကြောင့်နေပြန်ပုံပြောင်းသွားခဲ့ပါတယ်။တရှို့နေရာတွေမှာ17.5မီတာမြင့်တက်သွားပြီးအရှို့မှာ8.3မီတာအထိနှိမ့်ကျသွားပါတယ်။ Good Friday Aquat လို့လည်းခေါ်တဲ့ဒင်းလင်းဟာ Pacific Tsunami 3 Basin နဲ့တွေပုံပေါင်းလာလို့တွန်းအားပေးခဲ့ပါတယ်။နံပါတ်1အနေနဲ့ရှိနေခဲ့တဲ့ဒင်းလင်းကြီးကရောသမိုင်းတစ်လျှောက်အကြီးမားဆုံးမလင်းကြီးပါ။ထောင်ပေါ်60ခုနှစ်မေလ22ရက်ချီလီနိုင်ငံတောင်ပိုင်းဘယ်ဒီဗီးယားမြို့နီမှာ ။မြေကြီးဟာဆယ်မိနစ်နေပါအင်အားပြင်းပြင်းနဲ့လှောက်ခတ်ခဲ့ပါတယ်။တင်းလင်ကြီးဟာမဂနီကျူ9.5နဲ့ထွားဆန်ရတင်နိုင်ခဲ့တာပါ။တင်းလင်ဟာနတ်စကာပြားလာနဲ့တောင်အမေရိကပြားလာတို့ထိတဲ့တွေ့ရာပီရူချီလီစူပိုရှင်းဇုံမှာဖြစ်ပွားခဲ့တာပါ။100ကီလိုမီတာလောက်ရှည်လျားတဲ့ပြည်ရွေးတစ်ခုကမြေကြီးကိုအပြင်းပြင်းနဲ့ဆွဲချလိုက်တာပါပဲ။ဒီလောက်ရှားမှုကမြေပြင်ကို70မီတာကနေ30မီတာလောက်ထိရွေ့ရှားသွားစေခဲ့ပါတယ်။ဒင်းလိန်ကြောင့်ဆူနာမီလိုင်းရင်ဖြစ်ပေါ်ခဲ့ပြီး ချီလီကဲအရမ်းမှာ25မီတာအထိရိုက်ခတ်ခဲ့ပါတယ်။ဒီလိုင်းတွေဟာပစိဖိတ်သမုဒ္ဒရာကိုဖျက်ကျော်ပြီးဟာဝိုင်း၊ဂျပန်၊ဖိလစ်ပိုင်နဲ့ဩစတြေးလျထိရောက်ရှိခဲ့ပါတယ်။ဟာဝိုင်းမှာ30.8မီတာလိုင်းတွေက62ကိုတိုက်ဆုံးစေခဲ့ပြီးဂျပန်မှာ185ဦးလောက်တက်ဆုံးချုံခဲ့ပါတယ်။သူစုပေါင်းလူ1650ဦးလောက်တိုက်ဆုံးမြက်ပြီးနှစ်တန်းလောက်အိုမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။ဘယ်ဒီဗီယန်မျိုးရဲ့အင်ဂျီ၄၀ရာပဲနှုန်းထိပျက်စီးသွားခဲ့ပြီးထိခိုက်မှုတန်းမှုဟာအဲ့ဒီခေတ်က ဒေါ်လာ800တန်းလောက်ရှိခဲ့ပါတယ်။ဒီငလဲကြီးဟာနေရင်ပုံပြောင်းသွားအောင်လုပ်ခဲ့ပြီးကင်ဝဲတချို့နေကြသွားခဲ့ပါတယ်။ဒါလည်းမကပါဘူး။ငလဲဖြစ်ပြီးနေရကြမှာကိုတုံကောလီမိတော်ပေါက်ကွဲမှုပေါ်ကလောင်စော်ခဲ့ပါတယ်။ဒီငလဲဟာထောင်ပွား6ကနေအထောက်နာခွနဲ့ထိကမ္ဘာဆူနာမီစွန့်ရင်20ရာနှုန်းကျော်ထုတ်လုပ်ခဲ့တာပါ။ဒီသမိုင်းတလျှောက်အကြီးမားဆုံးငလဲငါးခုဟာရေကြီးရဲ့အင်အားကိုပြသခဲ့ရုံနဲ့မကပါဘူး။သူတမ်းမောများစွာရဲ့ဘဝကိုလည်းကြောင်းလဲပစ်ခဲ့ပါတယ်။ဒီပေးအန်ရီတွေက ကျွန်တော်ရဲ့တဘာဝရဲ့မထင်မှတ်နိုင်တဲ့ဆွမ်းအားနဲ့ချိုတင်တည်ဆဲမှုရဲ့အရေးကြီးပုံကိုသတိပေးခဲ့ပါတယ်။ဒီကြောင်းအားလေးတွေကိုကြိုက်တယ်ဆိုရင် line နေပြီးတော့ subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။